ဒီနေ့မှာတော့အာယုံကြုံနေရတဲ့ပြဿနာတစ်ခုကြောင်းပြောပြချင်ပါတယ်။မိုးရွာလိုက်တာနဲ့ရေကြီးအမိုက်တွေပိတ်ပြီးစိတ်ညစ်နေရတဲ့ခြေနေကိုလေဒါကိုရက်ခွက်ထိုင်ကလူတွေအားလုံးရဲ့စူးပေါင်းစွာနဲ့ဘလို့အဆုံးသတ်နိုင်မလဲဆိုတာအဖြေရှာကြည့်ကြရအောင်။ကဲမိုးတွင်းရောက်ပြီဆိုရင်လည်းအားလုံးရင်းနှီးနေတဲ့မြင်ကွင်းတစ်ခုရှိတယ်ဟုတ်။ကောင်းကင်ကြီးမြဲမောင်လာပြီးမိုးဆွေရလိုက်ပြီဆိုတာနဲ့အဲချက်ချင်းပဲလမ်းဒီပေါ်မှာရေတွေကဒူးလောက်တခါတလေခါလောက်အထိတက်လာတော့ လမ်းကလမ်းလည်းမတူတော့ပဲမြစ်တဆင်းလို့ဖြစ်သွားတာဒါကလေနှစ်တိုင်းမလွတ်တန်းကြုံနေရတဲ့ပြဿနာကြီးပဲလေအဲ့ဒီရေတွေနဲ့တူဘာတွေပါလာလဲဆိုတော့ဟုတ်တယ်စီကမ်းမဲ့လွင့်ပစ်ထားတဲ့အမိုက်တွေပေါ့အမိုက်တွေကရေမြောင်းတွေကိုပိတ်ရေးစည်းရစ်လာကိုတားလိုက်တော့အခြေအနေကပိုပြီးတော့ဆိုးသွားတာပေါ့ဒါပဲပဲလေအမှန်တကယ်တော့ဒါကမျက်စိနဲ့မြင်နေတဲ့ပြဿနာရဲ့အပေါ်ယံလေးပဲရှိသေးတယ်။ဒါဆိုဒီကြီးတာတွေအမိုက်ပိတ်တာတွေရဲ့နောက်ခွဲမှာမျက်စိနဲ့မမြင်နိုင်တဲ့ ဒါပေမဲ့ပိုပြီးကြီးမားတဲ့အန်ဒီရတခုရှိနေတယ်ဆိုရင်တော့အဲ့ဒါကဘာများဖြစ်မလဲဟုတ်ကဲ့ပြဿနာကရေမြောင်းပိတ်တာရေကြီးတာလောက်တင်မအောင်ပါဘူးအများကြီးပိုနေဆိုင်တယ်ကဲဒါဆိုလမ်းပေါ်ကမိုးရေတွေမှာပုံကွယ်နေတဲ့တကယ်အန်ဒရီယာကဘာလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြအောင်ဒီပြဿနာဘဲကဆက်လဲဆိုတော့ရှင်းရှင်းလေးပါပထမဆုံးစီကမရှိပဲအမိုက်တွေဆွန့်ပစ်ကြတယ်အဲ့ဒီအမိုက်တွေကရေမြောင်းတွေကိုတွာပိတ်တယ်ပြီးတော့မိုးကယူအားရေကကြီးလာတော့ ဲ့ဒီချိန်မှာအစိုးဆုံးအချက်ကဝင်လာတာပဲအဲ့ဒါကတော့စနစ်မကျတဲ့အင်းသားတွေကနေထွက်လာတဲ့မစ်လာရေဆိုးတွေကလမ်းဘော်ကရေတွေနဲ့တရားရော့ထွားတာပါပဲကြောက်စရာကြီးနော်အဲ့ဒီလိုမစ်လာရေဆိုးတွေရော့သွားပြီဆိုတာနဲ့လူတွေရဲ့ကြာမာရေကိုတိုက်တဆိတ်ချင်းချောက်နေတဲ့ယောဂဘုံမာတွေရဲ့အန်တလေကအကြည့်ရဲစတင်လာပါပြီစဉ်းစားကြည့်လေဒီလိုညဉ့်ညမ်းနေတဲ့ရေတွေကနေတဆင့်ကာလာဝမ်ယောဂတိုက်ဖိုက်ဝမ်ပြဝမ်လျော် နောက်ပြီးအရေးပြာယောဂတွေဒီလိုကူးဆက်မြန်တဲ့ယောဂတွေအလွယ်ကူပြင်းထန်နိုင်တာပေါ့တကယ်တော့ဒါရဲရွာတစ်ခုလုံးအတွက်ကျမ်းမာရဲ့အေးပေါ်အခြေအနေတစ်ခုလိုပါပဲအဲ့ဒီထဲမှာမှအန်တအချီဆုံးကဘသူတယ်လဲဆိုတော့ကလေးတွေပါပဲဘာလို့လဲဆိုတော့ကလေးတွေတဘာဝအတိုင်းဒေဂျီကညံ့ညားနေမှယောဂပေါ်လေးပါနေမှမတီးပဲနဲ့အစင်းပြစောက်ကစားမိတဲ့ခြာရလေ ဒီတဲ့ပို့ဆိုးတဲ့ရေရှည်အန်တရဲ့ကတော့ဒီညဉ့်ညမ်းရေတွေကိုရေရှည်ထိတွေ့မိတာကကလေးတွေရဲ့အာဟာရဆုပ်ယူနိုင်စွမ်းကိုထိခိုက်စေနိုင်တဲ့။အဲဒါပါဖြစ်လာလဲဆိုတော့သူတို့ရဲ့ကိုယ်ခန္ဓာကြီးထွားဖွင့်ဖြိုးမှုရောညံရေဖွင့်ဖြိုးမှုကိုပါဆိုးဆိုးရွားရွားတက်ရောက်စေနိုင်တာပေါ့။ဒါဟာမျိုးဆက်တစ်ဆက်လုံးရဲ့အနာဂတ်ကိုချင်းချောက်နေတာနဲ့အတူတူပါပဲ။ကဲဒီလောက်ဒီဆိုးရွားတဲ့ပေဒနာကိုဘလို့ဖြေရှင်းကြမလဲ။ဟိုလိုညို့ထိုးဒီလိုညို့ထိုးနဲ့သဆိုင်ရာကိုပဲစောင့်နေလို့တော့ဖြစ်တော့ဘူးလေ။ တကယ်ဖြစ်ကကျွန်တော်ရဲ့ရက်ရွာလူထုထဲမှာပဲရှိနေတယ်။ဟုတ်ပါတယ်။အဓိကတော့ချက်ကတော့ရက်ရွာလူထုပူပေါင်းဆောင်ရွက်ဖို့ပါပဲ။တယောက်တည်းလောက်လို့မရဘူး၊နှစ်ယောက်တည်းလောက်လို့မရဘူး။အားလုံးရဲ့စူပေါင်းအင်ယာနဲ့ညီညီညွတ်ညွတ်လှုပ်ဆောင်မှသာဒီပြဿနာကိုကျော်လွှားနိုင်မှာပါ။ဒါဆိုလွတ်တွေမှာဘာတွေလုပ်လို့ရမလဲ။စိတ်မပူပါနဲ့။ရှင်းလင်းပြီးတည်ကြတဲ့အဆင့်30ပဲပါတဲ့လုတ်ဆောင်မှုအဆီဇန်တစ်ခုရှိပါတယ်အခုပဲကြီးလိုက်ကြအောင်ကဲအဆင့်30ကတော့နံပါတ် စူပောင်းတန်းရှင်းရလုံးမယ်။နံပါတ်2အသိပညာပေးပြီးအမှုအချက်တွေဖြောင်းလဲစေမယ်။ပြီးတော့နံပါတ်3လိုအပ်တဲ့အခြေခံအဆောက်အုံတွေကိုတက်ဆိုင်ရာစီကနေတောင်းဆိုသွားမယ်။ကဲအဆင့်2ကိုအသေးစီလေးကြည့်ကြရအောင်စူပောင်းတန်းရှင်းရေးပေါ့။ပထမဆုံးလမ်းစဉ်ဖြစ်ဖြစ်နံပါတ်တစ်ခါဖြစ်ဖြစ် ကိုရက်ကွက်ရဲ့တန်းရှင်းရေးနေ့ကိုသတ်မှတ်မယ်။ပြီးတော့ရေမြောင်းတွေကိုဦးစားပေးရှင်းလင်းမယ်။နောက်တစ်ချက်က ရေမြောင်းစောင့်ကြည့်ရေးအဖွဲလိုမျိုးလေးတွေဖွဲ့ပြီးတော့ ကိုယ့်အိမ်ရှိကရေမြောင်းကိုနေတိုင်းစောင့်ကြည့်တဲ့စနစ်လေးတခုပေါ်ဆောင်ကြမယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ဗျာတန်ရှင်းရေးလုပ်တဲ့အခါပါဝင်တဲ့သူတိုင်းလက်အက်ဖိနှက်နှာခေါင်းစီးတိုက်အပြည့်လုံးနဲ့ဘေးကင်းလုံခြုံမှုကိုဦးစားပေးဖို့ပါပဲ။ဟုတ်ပြီဒုတိယအဆင့်ကတော့ရေရှည်ကွက်အင်မတန်အရေးကြီးတဲ့အမှုကျင့်ပြောင်းလဲရေးပါ။အမိုက်ကိုစနစ်တကျခွဲရမယ်။ဥပမာဆွေးမြေနံတဲ့အမိုက်ပြန်ထုံးနိုင်တဲ့အမိုက် ပြီးတော့ဘက်ထရီတို့လိုအန်တယ်ရှိတဲ့ e-waste တွေကိုတီးတန့်ခွဲပြီးစွန့်ပစ်ထားမယ်။နောက်ပြီးမစ်လာကိုရေမြောင်းတဲ့တိုင်းရိုက်စွန့်ပစ်တာကဘလောက်အန်တယ်များလဲဆိုတာကိုအသိပညာပေးရမယ်။လိုအပ်ရင်ရက်ကွက်ရန်မုံဝယ်လို့စနစ်တီလုပ်ပြီးတော့တန်ရှိနေအင်သားတွေစောင့်နိုင်အောင်တယောက်နဲ့တယောက်ကူညီပေးကြရမှာပါ။ဒီနေရာမှာအရင်အရေးကြီးတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲတစ်ခုရှိတယ်။အဲ့ဒါကတော့အရင်ကလိုအပြစ်ပေးတာဒဏ်ရိတ်တာမျိုးမလုပ်ဘဲနဲ့ပညာပေးတဲ့နည်းလမ်းကိုပြောင်းသုံးဖို့ပါပဲ။ ဆိုလိုတာကစီကံဖောက်တဲ့သူကိုအပြစ်ပေးမယ်အစဘာကြောင့်ဒီလိုမလုပ်သင့်ဘူးဆိုတာကိုနားလည်အောင်ရှင်းပြမယ်အဲဒီလိုတောင်းယူစိတ်ကိုမွေးမြူပေးတာကရေရှည်တွေအများကြီးပိုထိရောက်ပါတယ်ကဲနောက်ဆုံးတတိယအဆင့်ဒါကတော့ရဲရွာရဲ့အတန်ကိုအာနာပိုင်းဒီစီရောက်အောင်ပို့ဆောင်တာပါပဲဘာလို့ရမလဲဆိုတော့ကိုရက်ကွက်ကရေမြောင်းစင်းတဲ့ရဲ့အားနေချက်တွေရေဆိုးထုတ်စင်းတဲ့လောချက်တွေကိုတည်တည်ချာချာစေရင်ပြုစုမတန်တင်ထားရမယ် ပြီးရင်စီပင်လို့အခွင့်အစည်းကြီးတွေကိုတခါမကဘူးအချင်းချင်းတင်ပြတောင်းဆိုရမှာမယ်လူလူရဲ့စူပေါင်းရင်အားနဲ့ဖီအားပေးပြီးတော့ဒီရက်ကွက်ရဲ့တန်ရှင်ရဲ့အတွက်ဘတ်ဂျက်ရအောင်တောင်းဆိုရမှာဖြစ်ပါရဲ့နောက်ဆုံးတော့လေဒီပြဿနာအလုံးကိုဖြေရှင်းနိုင်ဖို့အရေးကြီးဆုံးတော့ချက်ကတစ်ခုတည်းပဲရှိတယ်အဲ့ဒါကတော့စီလုံးညီညွတ်မှုပါပဲကျွန်တော်ရဲ့အနာဂတ်ကိုတခြားတူလေကမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်အတူတကွာတိဆောက်ကြရမှာပါတကယ်တော့ပြဿနာရဲ့အရင်းအမြစ်ကိုပြန်ကြည့်လိုက်ရင်ရှင်းရှင်းလေးပဲ ဒီလိုကြီးမားတဲ့အကျက်အတဲကဘယ်ကစလဲဆိုတော့တူချင်းစီရဲ့တာဝန်ယူမှုမရှိခြင်းကနေစတင်ခဲ့တာပါ။ဒါကြောင့်အဖြေကလည်းတခြားမှမဟုတ်ဘူး။တူချင်းစီရဲ့တာဝန်ယူမှုကနေပဲပြန်ပြီးစတင်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီစကားကိုအမြဲတရိရတဲ့မှာဒီအခြေအနေကိုတကယ်ပြောင်းလဲပြီးဖို့ဆိုရင်ပိတ်ဆံတို့အရင်မြင်တို့ထအပေါ်ရေးကြည့်တာက ပြောင်းလဲခြင်းရဲ့စိတ်သက်ခွာနဲ့တယောက်နဲ့တယောက်ပူးပေါင်းဆောင်ရွက်လို့တဲ့ဆန္ဒပါပဲ။အဲ့ဒါကအဓိကပါပဲ။ ဒီတော့နောက်ဆုံးအနေနဲ့ဒီမေခွန်းလင်းကို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 ပြန်မြင်ကြည့်ကြအောင် ကျွန်တော်တို့အားလုံးအတွက်ဘေးကင်းပြီးကျန်းမာတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့တူးချင်းစီကနေစပြီးအတူတကွပူးပေါင်းဆောင်ရွက်တော်ဖို့အတင့်ထိကြပြီလား